မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေစွတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖခင်ရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ခြေစွတော်ကြောင့်2025ခုနှစ် ဧပြီလ29ရက်နေ့ဆိုရောက်ရှိလာပါပြီ။ဘုဆောင်တော်မူသောဖျားရှင်ကိုချီးကျူးတင်ပါတယ်။နေ့ရက်စင်တိုင်းချစ်စုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ကျွန်တော်ယခုမန္တလေးမြို့မှာရှိတဲ့ဦးမျိုးဝင်းအောင်တော်အောင်မာတို့မိသားစုအိမ်ကနေ live လုပ်နေခြင်းဖြစ်ပါတယ်။ချစ်စုသူအားလုံးကိုဖျားကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အရှင်ဖျားချီးကျူးတင်ပါတယ်။ထာဝရဖျားရဲ့ကောင်းမြတ်ခြင်းဟာကျွန်တော်ပေါ်မှာရှိသလို အစင်းမြေအွန်လိုင်းပိတ်သက်များမင်းလေးမျိုးမှာရှိတဲ့ပြည်သူပြည်သားအလုံးပေါ်တို့တကောင်ဒီကနေ့ဦးမျိုးတော်အုံမာမိသားစုပေါ်တို့တကောင်အစင်းမြေကောင်းချီတက်ရောက်စေပါဒီနေ့ညနေ live ကိုချစ်ရှုတဲ့မြန်မာပြည်နဲ့ဒီပနိုင်ငံတည်တည်ကနေချစ်ရှုတဲ့ဓမ္မပရိသတ်အားလုံးကိုကောင်းချီးပေးတယ်။နှုတ်ကတော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါ။အခုလည်းကျွန်တော်ပြောတာထက်ကိုယ်တော်ပြောခြင်းသာဖြစ်စေပါ။တခိယေရှုနာမအားဖြင့်စစ်တောင်းရဲ့ဝေငှပါလေဖျား။အာမင်။ ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ယေရုရှလင်မြို့ဤအခြားမိများဒီကောင်းစဉ်ကိုကျွန်တော်ထောက်နေတယ်အဲကျွန်တော်လည်းမှာယေရုရှလင်မြို့ဆိုတာကတော့ဒါဂျူးလူမျိုးတွေတို့ကယုံကြည်သူအလုံးတို့က အထူးကြောင့်ဆုံးမြို့လို့ပြောရင်မမှားဘူးအဲသူကဒီယေရုရှလင်မြို့ဟာကောင်းကြီးရှိတဲ့မြို့လည်းဖြစ်တယ်တော့ယေရုရှလင်မြို့မှာဒိတ်ပေနှမျိုးရှိတယ်နံပါတ်၁ကငြိမ်သက်ချင်းဤမြို့တော် the city of peace ဒါငြိမ်သက်ချင်းဤမြို့တော်နောက်တစ်ခုကတော့ငြိမ်ချမ်းစွာတည်ထောင်ခဲ့သည် ငြိမ်းချမ်းစွာတည်ထောင်ခဲ့သည် founded in peace လို့ဒီပေရဟာဒီယေရုရှလင်မြို့မှာအချမ်းပြည်တွေအများကြီးရှိတယ်အဲ့ဒီတည်းကနေကျွန်တော်12ခုကိုပေါ်ပြတာဒီကနေ့ဆိုရင်တော့ကျွန်တော်၄ခုမြောက်ကိုပြီးနေပြီကျွန်တော်9နဲ့6ကိုကျွန်တော်ဒီကနေ့ပြောမှာဖြစ်တယ်ဟာနံပါတ်1ပထမတစ်ချက်ကတော့ယေရုရှလင်မြို့ကိုအချမ်းပြည်ဘယ်လိုခေါ်လဲဆိုတော့ရှာလင်မြို့လို့ခေါ်တယ်ခေါ်ဆက်6ခုမြောက်သောဆာလံပိုင်ရဲ့နှစ်ကိုဖိုင်ရင်ကျွန်တော်အဲ့မှာတွေ့ရမှာဖြစ်တယ်ဒါကြောင့်အများကြီးရှင်းပြခဲ့ပြီနံပါတ်2ဒုတိယချက်ကယေရုရှလင်မြို့သစ္စာ ာဆောင်တဲ့မြို့လို့လည်းခေါ်ရတယ်။ဣရှာနိုင်ငံကြီးဂျန်ခရီးတအငယ်26ကိုဖတ်ရင်အကျိုးရိုက်မှာတွေ့ရမှာဖြစ်တယ်။နောက်ဆုံးတတိယချက်ကတော့ယေရုရှလင်မြို့ကိုငာနှစ်သက်တော်သူလို့လည်းခေါ်ပါတယ်။ဣရှာ62အငယ်4ကိုဖတ်ရင်အကျိုးရိုက်မှာတွေ့ရမှာဖြစ်တယ်။နောက်နံပါတ်4ကတော့ယေရုရှလင်မြို့ကိုထာဝရဘုရား၏ပလင်လို့လည်းခေါ်ပါတယ်။ယေရမိနိုင်ငံကြီးဂျန်ခရီး3အငယ်16ကိုဖတ်ရင်အကျိုးရိုက်မှာတွေ့ရမှာဖြစ်တယ်။အဲဒီကနေ့နံပါတ်5တစ်ချက်ကတော့ယေရုရှလင် င်မြို့ကိုဇီအုံမြို့လို့လည်းခေါ်ပါတယ်ဇီအုံမြို့အဲ့တော့ဒီဘာလို့ဇီအုံမြို့လို့ခေါ်လဲဆိုတော့ဂျူးလူမျိုးတွေကသူတို့ကဒီကောင်းကြီးပေးရင်ထာဝရဘုရားဒီဇီအုံတောင်ပေါ်ကကောင်းကြီးပေးတယ်လို့သူတို့ကဝန်ခံတယ်ဘုရားကလည်းတကယ်ပဲဇီအုံတောင်ပေါ်ကနေကောင်းကြီးပေးပါတယ် ြောင့်ဒီယေရုရှလင်မြို့ဆိုတာလေကောင်းကြီးရှိတဲ့မြို့ကောင်းကြီးပေးခြင်းခံရတဲ့မြို့လို့လေအဓိပ္ပာယ်ရတယ်။ဒါကြောင့်ယေရုရှလင်မြို့နောက်မီတပြောစီဇီယုံမြို့မောင်ဇိုင်းအောင်နော်ဇီယုံတောင်ရဲ့ဟာလာကောင်းကြီးမင်္ဂလာရှိတဲ့မြို့လို့လေခေါ်ပါလေ။ဒါကြောင့်ဒါကို86ခုမြောက်သောဆာလာအပိုင်ရဲ့နှစ်ကိုဖိုင်ကျွန်တော်မှတွေ့ရမယ်။ နဲ့ဖတ်ပြခြင်းပါတယ်ဇီယံတောင်မှာချင်းဝက်လျက်နေတော်မူ၏ယေရုရှလင်မြို့မှာတဲတော်ရှိ၏အာမင်အဲ့တော့ဒီယေရုရှလင်မြို့ဟာတဲတော်ရှိသလိုဇီယံတောင်ရဲ့ကောင်းကြီးလည်းရှိတယ် ဒီကနေ့ကျွန်တော်ရဲ့တက်ကြမှာကျွန်တော်ကဇီအုံလို့ခေါ်ရဲနောက်ဇီအုံဆိုတဲ့အတိတ်ပဲပါလဲဆိုတော့ခန္ဓာလို့အတိတ်ပဲခန္ဓာနားလည်အောင်ပြောတော့ခန္ဓာရင်ရှိတယ်ဖျားရှိတဲ့အသက်တာဟာအချားနဲ့မတူရွှေငွေတခါလေးကုန်သွားရင်ခံနိုင်ရပြိုပြတ်သွားတဲ့အခါရှိနိုင်တယ်။ဒါပေမဲ့ဖျားရှိတဲ့အသက်တာခံတတ်လို့ပဲပြောကြတာခံနိုင်ရရှိတယ်။ယောဂပဲဖြစ်ဖြစ်စုံစမ်းခြင်းပဲရောက်ရောက်တဘာဝမိဒန်တွေရောက်နှောက်ရှက်နှောက်ရှက်အဆုံရှုံတာဘလောက်ရှိရှိခံနိုင်ရရှိ အဲ့ဒါဇီးအောင်တက်တာမောင်ဆိုင်အောင်အဲ့ဒီကနေ့ကျွန်တော်ရဲ့တက်တာမှာနော်ခန္ဓာငယ်တွေပြုတ်ပြတ်အောင်နော်စွန့်ရည်တွေကျအောင်လောကကြီးကမျိုးမျိုးလုပ်တယ်ဒါပေမဲ့ဖိလိပ္ပိလေးစကုံးကငါ့ကိုခေါင်းနဲ့ပြေဆုံးစီတော့ခရစ်တော်အဖြစ်ခတ်သိမ်းတော်မူကိုငါတက်စွန့်တယ်အဲ့တော့ဒီကနေ့တက်စွန့်ခြင်းအလုံးဟာရွှေငွေဥစ္စာနဲ့မဟုတ်ဘူးမိတ်ဆွေ နှုတ်ကပတ်တော်အဖြစ်ယေရှုခရစ်တော်အဖြစ်တက်ဆွမ်းရင်တဲ့မှာဇီးအောင်တောင်လိုခိုင်ခန့်နဲ့ကောင်းကြီးရမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့တောင်ဆိုတာကကျွန်တော်သိတဲ့အတိုင်းတော့တောကင်ပြီးလှုပ်ကြည့်မတုံမလှုပ်အော်ယေရုရှလင်မြို့ကဇီးအောင်တောင်ဆိုတော့ဂျော်ရီသက်တာမှာဇီးအောင်သက်တာဖြစ်ကျွန်တော်တို့သူများတွေကမျိုးမျိုးလာလှုပ်နိုင်တယ် အမျိုးမျိုးနဲ့တင်းကိုလာလှုပ်တက်တယ်ဒါပေမဲ့တင်းက zero အတက်တာဖြစ်ရင်မှလှုပ်တဲ့ကောင်းကြီးကိုဖျားရှင်ကခိုင်ခန့်ခြင်းနဲ့တူပြီးမှဖြစ်တယ်တောင်ယေရုရှလင်မြို့ရဲ့ချာမီသည် zero မြို့အော်ဒီနေကျွန်တော်ရဲ့အတက်တာမှာတော့လှုပ်ချင်းကင်းခြင်းရဲ့ zero အတက်တာယေရုရှလင်မြို့ရဲ့အချာမီ zero အတက်တာကဲသို့အသက်ရှင်ဖို့နံပါတ်9အနေနဲ့အားပေးခြင်းနဲ့ကဲနံပါတ်6နံပါတ်6က zero မြို့ sorry ယေရုရှလင်မြို့ရဲ့နောက်အချာမီတစ်ခုကငါတို့ဘုရားသခင်မြို့တော့ငါတို့ဘုရားသခင်မြို့ 48ခုမြောက်သောဆာလံပိုက်ငယ်တက်ကျွန်တော်ကလည်းနည်းနည်းလေးဖတ်ပြခြင်းနဲ့48ခုမြောက်သောဆာလံပိုက်ငယ်တက်ထာဝရဘုရားသခင်ကြီးမြတ်တော်ဘုရားအန်ရှင်သောတောင်တော်ပေါ်မှာငါတို့ဘုရားသခင်မြို့တော်တွင် အထူးသဖြင့်ထောပနာချီးမွမ်းခြင်းကိုခံထားတော်မူ၏အာမင်အဲတော့ကျွန်တော်ကဆာလံဆရာပြောရဲဘုရားသခင်ကြီးတယ်တဲ့ ။အဲဒါကြီးကျွန်တော်ကထင်တယ်ဗျပြဿနာကြီးတယ်ဒုက္ခကြီးတယ်ယောဂကြီးတယ်စုံလန်းခြင်းကြီးတယ်ပြောတာတက်ဖယားသခင်ကြီးတယ်လို့များများပြောอ่ะအဲ့တော့တင်ကဖယားသခင်ကြီးတယ်လို့ပြောရင်သိရှိဝင်နေတဲ့ပြဿနာတွေယောဂတွေကသေးလာလိမ့်မယ်ဒီကနေ့ဖျားကြီးတယ်လို့ဝန်ခံတဲ့သူကရင်ဆိုင်ရတဲ့အရာအလုံးအပြည့်အစုံလေးပြန်ဖြစ်သွားတယ် အဲ့ဒီကနေ့နေတိုင်းပြောရမယ်စကားဟုတ်တယ်တို့အိမ်မှာဖျက်ခေချီးတယ်တို့သက်တာမှာဖျက်ခေချီးတယ်တို့အနာဂတ်အတွက်ဖျက်ခေကချီးတယ်တို့ရဲ့ဟလာယူပါယုံနေအားလုံးဟာချီးမြတ်တဲ့ဘုရားသခင်ကလုတ်ပေးနိုင်တယ်ဒါကိုကျွန်တော်များဝေခါဒါကြောင့်ဆာလန်ဆေးကဘာပြောလဲဘုရားသခင်ကြီးတယ်တန်ကြီးမြတ်တယ်တန်ရှင်းသောတောင်တော်ပေါ်မှာငါတို့ဘုရားသခင်မြို့တော်အထူးဖြင့်ချီးမွမ်းခြင်းခံထိုက်တယ်ငါတို့ဘုရားသခင်မြို့တော်ဆိုအဲ့ဒါဇီးုံမြို့ကိုပဲပြောတာအဲ့ဒါပဲပြောပြောရေရွှေရှင်မြို့ကိုပဲပြောတာ အဲ့ဒီတော့ကြည့်ကြမယ်ရုပ်ရှင်လေးမျိုးရဲ့အချားမီဒီငါတို့ဗျာဒိမျိုးတော်စဉ်းစားကြည့်မယ်မျိုးဆိုတာကမိလင်းရောင်တွေရှိမယ်စားစရာတွေရှိမယ်ပျော်ရွှင်ပွေရာတွေရှိမယ်ဝမ်းမြောက်မှုတွေရှိမယ်နော်ပန်းချန်တွေလည်းရှိနိုင်တယ်နော်ကြည့်ကြမျိုးလေးဆိုတာအကုန်ရှိတယ်လေမျိုးဆိုတာအဲ့မျိုးဆိုတာဒူးစိတ်လေးရှိတယ်ဟဲ့ဖခင်သခင်မျိုးတော်ဆိုတာဒူးစိတ်ခင်ရ တခင်ကျွန်ရင်အသက်တာကျွန်ရင်နှလုံးသားဟာတို့နှလုံးသားဘုရားသခင်မြို့တော်လို့ဝန်ခံရင်သူစိတ်ကင်းတဲ့အသက်တာဖြစ်လာလိမ့်မယ်အဲ့တော့ဒီကနေ့ the city of god ဘုရားသခင်မြို့အဲ့တော့ကောင်းကင်နိုင်ငံတော်ဘုရားသခင်မြို့အဲ့တော့ချွတ်ဘာပြောလဲဆိုတော့ကောင်းကင်နိုင်ငံတော်ကိုဘယ်လိုမြင်ရမလဲချွတ်ပြောရအောင်ကောင်းကင်နိုင်ငံတော်ဘယ်လိုမြင်ရလဲဆိုတော့ဘုရားရှိတဲ့သူရဲ့အသက်တာဟာကောင်းကင်နိုင်ငံတော်သွားမြင်ရတယ် ပြောပြမယ်နော်ကောင်းကင်နိုင်ငံတော်ဘယ်လိုမြင်ရလဲဆိုတော့ဖျားရှိတဲ့သူရဲ့အတ္တဒါကောင်းကင်နိုင်ငံတော်မြင်ရတော့ဆိတ်ဘီလီတွေဟာနော်ကမ္ဘာပေါ်မှာကမ္ဘာနိုင်ငံတရာ85နိုင်ငံကိုတရားဟောမှုတဲ့ဆရာကြီးလူသားတန်ပေါင်းသန်းမရတဆေကိုတရားဟောမှုတဲ့ဆရာကြီးကဘာပြောလဲဆိုတော့သူ့အိမ်ကိုလာခဲ့ပါတဲ့သူ့အိမ်ကကောင်းကင်နိုင်ငံတော်ပဲတဲ့ ပြက်ကြွသူ့မှာဆဲဆိုတာမရှိဘူးညီးတွားတာမရှိဘူးယံဖြစ်တာမရှိဘူးပူပန်မှုမရှိဘူးဆုပ်ယိမ်မှုမရှိဘူးဖခင်သခင်ကဥဆောင်တယ်အဲ့ဒါ the city of god အဲယေရုရှလင်မြို့ရဲ့အခြားနာမည်နံပါတ်6တခုဒီငါတို့ဖခင်သခင်ဤမြို့ပါ အဲ့ဒီကနေ့လောကမြို့တွေမှာတော့ငိုကြိုးခြင်းရှိနိုင်တယ်ဆုံရှုံခြင်းတွေခြေခွဲခြင်းတွေဝမ်းနည်းမှုဆေးခြင်းတွေရှိတယ်ဒါပေမဲ့ the city of god ထာဝရဘုရားရဲ့မြို့တော်မှာတော့ဒါတွေလုံးဝမရှိဘူးအဲ့ဒီကနေ့သိရနှုတ်ကပတ်တော်နဲ့သွားသင်ကိုချစ်ရင်ကောင်းတဲ့နိုင်ငံတော်ကိုမြင်နေရတယ်အဲ့ဒီကနေ့သင်သက်တာဒုစရိုက်ခင်းရင်သင်သက်တာဘုရားခင်မချိုက်တာမလုပ်ရင်သင်သက်တာဘုရားလိုရနဲ့သွားနေရင် င်ဟောဘုရားကောင်းမြတ်ကျောင်းကအမြဲပြောနေရေတရားနှုတ်ဘတ်တော်တိုင်းအသက်ရှင်နေရင်တစ်နှလုံးသား the city of god ဘုရားသခင်ရဲ့မြို့တော်ပဲတောင်ဒီနေ့လောကကြီးမှာမြို့ပြတ်တည်အများကြီးမြင်တွေ့ရပေမဲ့တစ်နှလုံးသားမပြတ်သွားဘူးပဲလို့ရေတစ်နှလုံးသားဘုရားရှိသရွေ့အဲ့ဒီနေရာဘုရားသခင်ရဲ့မြို့တော်ပဲတောင်ဒီနေ့ယေရုရှလင်မြို့ရဲ့အခြားမြို့ဒီနံပါတ်6ခုက the city of god ဘုရားသခင်ဤမြို့တော်ဖြစ်တယ်ဒါကြောင့်ဒီနေ့နှလုံးသားကို ဖယားနဲ့သွားတင့်ကိုကြိလိုက်တာနဲ့ဖယားတကယ်မြို့တော်ကိုမြင်တွေ့ရမှာဖြစ်ကြောင်းအပီရဲ့နောက်ဆုံးအဖြစ်ပြလေးတစ်ခုပြောပြီးနေကုန်ချုပ်ချင်တယ်တခါကကျွန်တော်ဒီဂျော်ဂျီယနာနော်ယခင်ကဆိုဒီဂျော်ဂျီယနာကအစုပ်ယောဂဝိနာရှင်တွေကိုထားတဲ့စေယုံရှိအဲ့ဒီနေ့ပေါ့များစွာတော့ကအမျိုးမျိုးတစ်ယောက်ကဒီဂျော်ဂျီယနာကိုသူတွားတယ်သူခင်မုန်းတဲ့အစုပ်ဝိနာရှင်ဖြစ်တယ်အဲ့တော့သူကယထာလမမဝယ်ဘဲနဲ့သူစီးမိတယ် သူ့သားလေးတယောက်လည်းပါတယ်။ခလေးရတော့ကိစ္စမရှိဘူး။ဒါပေမဲ့သူ့အတွက်ကဒီယထာလက်မှတ်မပိုင်ရင်လက်မှတ်စက်ကပြည်တာနဲ့သူ့ကိုယထာရက်ပြီးလမ်းဆင်းလျှောက်ခိုင်းမှာ။တကယ်လေးကွက်ပြီးပဲလက်မှတ်စက်ကသူ့အလားစက်တက်ကသူမပြနိုင်။ဒါပေမဲ့အဲဒီဂျော်ဂျီယန်နာကိုရောက်ဖို့ကမိုင်များစွာလိုသေးတယ်။အဲဒီမှာဒီမျိုးမျိုးကလက်မှတ်စက်ကိုတောင်းပါလေ။ ါကျမအမျိုးသားအဆက်ဝင်နာရှင်ဖို့လို့ပါကျမတို့သူ့စားစရာလေးတွေသွားပို့မှာအခုကျမပတ်စံမရှိလို့လက်မမွေနိုင်တာပေါ့အတောင်းမှန်တယ်ဒါပေမဲ့လက်မစစ်ကမရဘူးအမေရိကန်နိုင်ငံရဲ့ဟာဥပဒေကဒါယထာစီလို့လက်မမပါရင်ယထာရက်ပြီးဆင်းရှားပါတယ်အဲ့တော့ခလန်းကနေကြည့်နေတဲ့ငွေဝယ်ချွန်ကြီးတယောက်ပေါ့သူကချွန်ဘွားကနေလက်မြောက်သွားတယ်မြန်မာဆိုဂျော်ဂျီယာနာမှာရှိတယ်။အဲသူကလည်းလက်မပါလေ။သူဝမ်းမြောက်ဆိုဂျော်ဂျီယာနာကိုသူပြန်နေတယ်။ ချိန်မှာဒီမျိုးမီးကလည်းခြေခွဲနေတယ်။ရထားကရပ်ပြီးတော့မယ်ဆင်းရတော့မယ်ချိန်မှာဒီငွေဝဲချွန်ကြီးအာဖရိကန်ကြီးကဟာလာဒီလက်မဆက်ကိုပြောတယ်။ကျွန်တော်ကလက်မပါလေတဲ့။ဒီမျိုးမီးစားကျွန်တော်ပေးမယ်တဲ့။ကျွန်တော်လမ်းဆင်းရှောက်မယ်။ရလား။အဲ့တော့လက်မဆက်ကပြောရရတယ်။ဒီမျိုးမီးလက်ထဲမှာလက်မရသွားပြီဆိုတာနဲ့ရတယ်သူဆက်စီးလို့ရတယ်။အဲ့ဒီမှာပဲဒီငွေဝဲကျော်ကြီးကဒီမျိုးမျိုးလက်မပီးတယ်ယထာကိုရက်ခိုင်းနေသူကလမ်းဆင်းလျှောက်ဖို့ဖြစ်စင်တယ် အဲ့ဒီမှာဒီမျိုးသမီးနဲ့ကလေးလေးကဒီငွေဝယ်ချုံကျူကျေစုတယ်မဆုံးနဲ့ဖတ်ပြီးတော့ငိုပြီးတော့ကျေစုတယ်အဲ့ချိန်မှာပဲရထားရက်သွားတဲ့ချိန်မှာပဲငွေဝယ်ကြွန်ကြီးကဒီမျိုးမျိုးကိုပြောရဲအမကျွန်တော်ကလမ်းလျှောက်နိုင်တယ်ကျွန်တော်မှခေါင်းအားရှိတယ်အမလမ်းလျှောက်ရင်မိုင်ပေါင်းများစွာလမ်းမှာအန္တရာယ်ရှိတယ်ဒါကြောင့်ကျွန်တော်ကိစ္စမရှိဘူးကျွန်တော်လက်မှတ်အမကိုပေးလိုက်တာ အမအဆင်ပြေရင်ကျွန်တော်ချိန်နဲ့တယ် နောက်ဆုံးယထားရက်လိုက်တယ်ငွေဝဲချုံကြီးကလမ်းဆင်းလျှောက်ဒီမျိုးသမီးကဂရင်းပေါက်ကနေပြုံးပြီးလက်ပြငွေဝဲချုံကြီးကလက်ပြပြီးအမျိုးသမီးကငိုပြီးယထားနဲ့ပါသွားတယ်ဒီငွေဝဲချုံကြီးရဲ့နှလုံးသားဟာ the seed of god ဖျားသခင်မျိုးတော်ဘာမြင်ရဒီမျိုးသမီးကအဲ့ဒီငွေဝဲချုံကြီးသူ့ကိုပေးလိုက်တဲ့လက်မှတ်အကြောင်းသူ့ဣတဲ့သူတိုင်းကိုသူပြောပြတယ်ဒီကနေ့ချက်တော်ညီကိုမမကျွန်တော်တို့ းဝယ်တဲ့ထာဝရဘုရားရဲ့ကောင်းမြတ်ခြင်းကျွန်တော်အထဲမှာရှိကျွန်တော်တွေးတဲ့သူတိုင်းကအမှတ်ရနေလိမ့်မယ်တော်ဒီယေရုရှလင်ကို the city of god တောင်ပြိုင်မြို့တော်လို့လည်းခေါ်ပါတယ်။တောင်ဒီကျောင်းရဲ့နှလုံးသားတောင်ပြိုင်မြို့တော်ဖြစ်ဖို့ဒုစရိုက်ကင်းဖို့ခုနငွေဝယ်ကြင်ကြီးလို့သူကြီးကြီးမားမားအများကြီးမပြောပါဘူးတရားတွေလည်းအများကြီးမဟောပါဘူး။ဒါပေမဲ့သူပြလိုက်တဲ့ပုံသက်တွေဟာဒီအမျိုးသမီးအတွက်တစ်သက်လုံး message တရင်စကားလေးဖြစ်ပေါ်တယ်။ တော့တမချိုရဲအိန္ဒိယနိုင်ငံရဲ့ကောင်းဆောင်ကောင်းဆောင်ဒီမဟာမဂန္ဒီကဒီလိုပြောပါတယ် my life is a message သူရဲ့ဘဝဟာသတင်းစကားပဲသူ့ကိုကြည့်ရင်သတင်းစကားမြင်ရမယ်ကြားရမယ်တကယ်လဲမှန်တယ်သူ့အသက်တာသူပြောတဲ့စကားတွေသူများတွေမထွက်တဲ့ရာသူ့နှလုံးသားတွေကထွက်တယ်ပြအလွန်ထူးဆန်းတယ်ဒီနေ့ချက်တော့ညီကောင်မမသင်နဲ့ကျွန်တော်ဟာနှုတ်ကပတ်လို့ရှိတယ်။သူများတွေမထွက်တဲ့အ တာရဲ့နုညံ့သိမ့်မွေ့ခြင်းကကျွန်တော်အထဲကနေထွက်လာမှဖြစ်တယ်။တောင်ဒီနေ the city of god ထပ်ပြရဲ့မြို့တော်ကိုသင်နဲ့ကျွန်ုပ်ကနေမြင်ရဖို့နှုတ်ကပတ်တိုင်းတိုင်းအသက်ရှင်သောသူများဖြစ်ပါစေလို့အပီးရင်ဒီကုန်းချုပ်လို့လေကျွန်တော်ဒီရောက်ချင်းစီတိုင်းဖြတ်ရှင်တာပြီးကောင်းချီးပေးပါစေ God bless you all ကျွန်တော်ချင်းညာစီအရောကျွန်တော်နှစ်ဖန် မင်းကနေကျွန်တော်ရန်ကုန်ပြန်มาဖြစ်တဲ့ကြောင့်နှစ်ဖက်ညနေ live service ကိုတကယ်ရန်နာမှာဖြစ်ပြီးလာမယ့် celebrity နေ့ကျွန်တော်တကယ်9/2025မေဒီနေ့ရုပ်ပိတ်ကြောင်းပိတ်ပါလေအဲ့ဒီနေ့မှာကျွန်တော်ချက်ရင်းုံချေချင်းနဲ့ချင်းသားမှာတရက်တာတမချမ်းစာသင်ကြားခြင်းရှိပါတယ်။နာနဲ့9နိုင်မှာညနေ3နိုင်ဖြစ်ပါတယ်။အဲကျွန်တော်ရေ Reverend ဦးကျော်မိုးနဲ့ Reverend ဆော့ရွှေကြီးကို ဆရာဆိုးဖြစ်ပါတယ်ဒါကြောင့်ချက်သုံးကြီးကိုမှမအားလုံးကိုနှွေးချွေးစွာချွေးစုတဲ့နေလေစာကိုကျွန်တော်အားလုံးပြင်ဆင်ထားပါတယ်တရက်တာနှုတ်ကတော်ခံယူကြမှာဖြစ်တဲ့ခေါင်းစဉ်ကအတွေးကင်းသောယုံကြည်ခြင်း ။အဲဒီကနေ့ကျွန်တော်တို့အတွေးနဲ့မသွားနဲ့ဆုံရှုံမယ်။ဖခင်ရဲ့အမိတ်နဲ့ယုံကြည်ခြင်းနဲ့သွားအနာဂတ်တွေဟာလှပလာမှာဖြစ်တယ်။ဒီကောင်းစဉ်ကိုကျွန်တော်နားထောင်ကြမှာဖြစ်တယ်။ဒါကြောင့်အားလုံးကိုချစ်စွရဲရန်ကုန်မှာရှိတဲ့ဓမ္မပရိသတ်အားလုံးလာနိုင်နေ။နေမှာရှိတဲ့ဓမ္မပရိသတ်များလည်းလာနိုင်လို့တချို့နေနဲ့ပြပပရိသတ်များအတွက်ဒီ page ကနေပဲ live link ပေးမှာဖြစ်ကြောင်းဖော်ပြလိုပါတယ်။ချစ်ရှိခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုကျေးဇူးတင်လို့ကျွန်တော်တို့ဒီခီးစဉ်တို့က အထူးဆုတောင်းပြီးတော့ဂရိယာတော်သူများအားလုံးကိုလည်းကျွန်တော်သူပဲယေရှုတင်ကြောင်းဖော်ပြလိုပါတယ်ယခုကျွန်တော်ဒီပြန်လဲထူထောင်ရေးအတွက် ကျွန်တော်မန်လေးစကိုင်းပြမနာဆက်ဖြစ်ဒီနေရာများမှာကျွန်တော်အတင်းတော်အနေနဲ့အနေငယ်မြတ်တာပြလေးရှိပါတယ်တရိယာဆွတောင်းပေးနိုင်ကြအောင်ဖော်ပြလိုတယ်ချစ်စုခွန်အယူတော်သူအားလုံးကိုချစ်စုတဲ့လို့မန်လေးမှာချုပ်လေးခက်ခဲသောသူများရှိကျွန်တော်အွန်လိုင်းကနေအမြင့်ကြည့်သောသူများရှိရင်ကျွန်တော် chat box ကနေလှမ်းပြီးတော့ကျွန်တော်နဲ့ဆက်သွယ်နိုင်ကြအောင်လေဖော်ပြလိုတယ်ခက်ခဲများရှိရင်ကျွန်တော်အကူအညီပေးနိုင်တော့အကူအညီပေးလေးရှိပါတယ်ချစ်စုတင်ပါတယ်ချစ်စုသူအားလုံးကိုဖြတ်ချက်ကောင်းကြီးပေးပါစေဆွတောင်းကောင်းကြီးခံယူကြပါစို့ခမည်းတော် ်သားတော်သားရှင်းတော်ဝိညာဉ်တော်ဒေါမဆုဖျားထံတော်ပါမှပြည့်ဝစုံလင်တဲ့ကောင်းကြီးသည်ချစ်ချွတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကငလင်ပြီးတင်ပြီးတော့ဒုက္ခရောက်ပြီးတော့ယနေ့ထိပြုတ်ပြက်နေတဲ့အဆောက်အဦတွေပြန်လည်တိဆောက်ဖို့အတွက်တက္ကပြုတ်ပြက်သွားတဲ့အသင်းတော်များပြုတ်ပြက်သွားတဲ့ပြည်သူပြည်သားတို့ရဲ့အိမ်များပြုတ်ပြက်သွားတဲ့အဆောက်အဦတီးတီးတာဝန် မဲ့ဆိုင်တဲ့အဆောက်အဦအသီးသီးမှဆမြန်မာပြည်နဲ့တကမ္ဘာလုံးမှာပြုတ်ပြတ်သွားတဲ့အဆောက်အဦအသီးသီးကိုပြန်လည်တည်ဆောက်နေတဲ့သူများရဲ့တည်ဆောက်ဖို့တော့လိုအပ်တဲ့အရာတွေဖယားရှင်ပြစ်စင်ပြီးခြင်းနဲ့တကွာစားစရာလိုတဲ့သူစားစရာပြီးခြင်းခက်ခဲတဲ့သူတွေကိုဖယားရှင်ကြည့်ရှုခြင်းငိုချွေးနေတဲ့သူတွေမျက်ရည်တုတ်ပြီးခြင်းဒုက္ခရောက်နေတဲ့သူတွေလွတ်မြောက်စေတဲ့ကောင်းချီတို့သည်သင်တို့ဘုံစုတက်ရောက်စေသလိုဒီနေ့မိုးနေ့ချောက်တဲ့မိုးနေ့ရှအားလုံးဘုံတို့ကမင်္ဂလာနဲ့ပတ်လည်ချောက်သောသူသည်သည်ဘုံစုတို့ကဘုံတော်ဝန်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေ နှစ်သိမ့်မှုရဖို့ပဲတကားဘုညိုဝဲအောင်တော့အုံမာနဲ့ကွာမိသားစုအားလုံးပေါ်တော့ကကျမကြီးအားနေလေးရှိတဲ့တမိတူတူလက်ခွဲစိတ်ထားမှုအောင်မြင်တယ်လို့တာပြေကျမကြီးနဲ့ပိုက်ရပေးခြင်းနဲ့ကွာယေရှုရဲ့ online ပိသက်မှာခွဲစိတ်မှုခံယူနေတဲ့သူတွေအောင်မြင်ခြင်းကိုဝန်တွေကောင်းစွာမှုဖွားနိုင်ခြင်း လူတွေရာသီသီထောက်ပတ်နေကိနာကံကြီးတို့သည် online ပိတ်သမျှမြန်မာပြည်နဲ့ကဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်းရဲကံကြီးပြပြတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ယေရှုတမန်ကြီးရှိသူအားလုံးကိုဖြတ်ရှင်ကံကြီးပြပါစေညီသက်ချင်းရှိပါစေတို့အားလုံးကိုတိတ်ချစ်တဲ့ပြန်လည်တွေ့ဆုံကြပါစို့ရှေ့